ာတော့ငါတပည့်အများကြီးရှိတဲ့တော့အုပ်ကြီးတစ်ခုထဲမှာဥပိန်လို့ခေါ်တဲ့မြောက်ကလေးတစ်ကောင်နေထိုင်နေဥပိန်ကအခြားအရာတွေထက်ပန်းတီကိုအင်မတန်မှချစ်မြတ်နိုးတဲ့ကြိုက်လေအရင်ကြိုက်တဲ့တော့အုပ်ထဲမှာပန်းတီတွေအများကြီးတီးတဲ့တပည့်ကြီးတပည့်ရှိတယ်အဲ့ဒီတပည့်ကြီးကအရန်ကိုကျင်လာပြီးသဘောကောင်းတဲ့မြောက်ကလေးဥပိန်လာတိုင်းတပည့်ကြီးကနေသူ့ရဲ့ခိုင်းလေးတွေကိုနှိမ်ပြီးပြီးတော့အသီးတွေကိုအလွယ်တကူစားခွင့်တောက်ခွင့်ပေးခဲ့တယ်ဥပိန်ကလည်းပန်းတီတွေကိုအားရပါးရ စားတာပေါ့ပြီးတော့တစ်ပင်ကြီးရဲ့ဂန်းဖျားပေါ်မှာပဲပျပျပပအိတ်ဆက်နားနေလေးရှိရဲ့ဒါပေမဲ့ဒီနေ့မှာတော့ဥပိန်လေးကစဉ်းစားမိရဲ့ငါပန်းသီးတွေအများကြီးစားနေရတာပဲဒါပေမဲ့ဒီတစ်ပင်ကြီးကိုငါဘာမှပြန်မပေးဘူးပါလားသူကငါကိုအများကြီးပေးပြီးတော့ဂယုဆိုင်တာပဲဆိုပြီးတော့ဥပိန်လေးကနေပြီးတော့ကျေးဇူးတင်ခြင်းစိတ်တွေ ဖြစ်ပေါ်လာတဲ့ ပန်းတီးတွေစားပြီးသားနဲ့တစ်ပင်ကြီးရဲ့ပဝန်းကျင်ကမြေဆွေးတွေကိုရှင်းလင်းပေးတယ်။ပြီးတော့ခြောက်သွင်းနေတဲ့တစ်ကိုင်းအခက်ကလေးတွေကိုလည်းဖယ်ရှားပေးတယ်။ပြီးတော့မိုးမရွာတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်လည်းမြစ်မြစ်ထဲကနေပြီးတော့ရေလေးတွေကိုခတ်ပြီးတစ်ပင်ကြီးကိုလောင်းပေးခဲ့တယ်။တခါတလေတစ်ပင်ကြီးကလည်းဥပင်ကိုမေးတယ်။ဥပင်ရေပန်းတီးတွေစားပြီးပြီဆိုရင်နားလိုက်ပါလား။မပင်မမှုလား။လို့ဆိုပြီးတော့ မေးလိုက်တယ်အဲ့ဒီအခါမှာဥပိန်လေးကပြန်ဖြေတယ်မပင်မမှဘူးတစ်ပင်ကြီးရေခမ ्या ကကျွန်တော်ရဲ့အိမ်လိုပါပဲကျွန်တော်ကိုပန်းတီးတွေပေးတယ်လို့ကျွန်တော်ကလည်းခမ ्या ကိုကျေးဇူးတင်ကြောင်ပြချင်လို့ပါ ဆိုပြီးတော့ပြောခဲ့တယ်ချစ်ချင်းမြတ်တာဆိုတာကလည်းအပြန်အလှန်ပြေးခဲ့ရတာပဲမဟုတ်ဘူးလားတစ်ပင်ကြီးရဲ့ဆိုပြီးတော့မြောက်ကလေးဥပင်ကနေပြီးတော့တစ်ပင်ကြီးကိုပြောလိုက်တယ်အဲ့ဒီအချိန်မှပဲမြောက်ကလေးနဲ့တစ်ပင်ကြီးဟာဆိုလို့ရှိရင်တငယ်ချင်းကောင်းနေလို့ပြောရှင်းစွာနေထိုင်သွားကြတယ်ဒီပုံမြင်လေးရဲ့တင်ငန်းစာထဲမှာဆိုလို့ရှိရင်ဒါတို့သမီးတို့ကိုချစ်ခင်ပေးတဲ့သူတွေကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်မှာကျေးဇူးတင်စိတ်လေးထားပြီးတော့ကိုတက်နိုင်တဲ့ဘက်ကနေပြန်လဲကူညီပေးခြင်းဟာလေပုံမှုခိုင်မာတဲ့ချစ်ချင်းမြတ်တာနဲ့ခင် မင်မှုတွေကိုချစ်စေရရရှိစေမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်